တခါတလေတဲ့ကိုယ်စိတ်ကိုနားမလည်နိုင် အရန်စိတ်ရှုပ်တဲ့အခါကျရင်တီချေဝီဘယ်လိုမျိုး handle လုပ်လဲအမောက်မေးရအမောက်မေးရတီချေဝီဘယ်လို handle လုပ်လဲရှင်တယ်ဘာမလုပ်လဲဘာအတည်လဲအမလှုပ်ပေးလိုက်အဝိုင်းစီအမောက်မေးရအမရဲ့စိတ်ကြကြရင်ဘာလုပ်လဲပေးကြလိုက်တယ်လीစိတ်ကြကြရတာလीစိတ်ကြကြရင်ပေးကြလိုက်တယ်ကြကြရမဖြစ်တော့သူပြန်တက်လာတယ်အဲ့ဒါအမှန်ပဲတော့နေနှစ်ရက်စိတ်ကြကြဆိုဒက်လိုင်းလေးနဲ့လှုပ်ပေးရရိုင်းတော့လှုပ်ပေးရမှာပေါ့နော်ဒက်လိုင်းလေးနဲ့လှုပ်ပေးအဲ့နှစ်ရက်မှာလीကြကြိုက်သလောက်စိတ်ကြကြကွာတည်လာပေးကြတာလိုက်တယ် ပြေကျစရာမရှိတော့တဲ့ချိန်ကျတော့သူပြန်ကုတ်တက်စိတ်တယ်လေးရတယ်။အဲ့တော့စိတ်ရဲ့တဘာဝ emotion ရဲ့တဘာဝကိုနားလည်ဖို့လိုတယ်။စိတ်ရဲ့တဘာဝ emotion ရဲ့တဘာဝဆိုတာမျက်ရည်စီကြောင်းတစ်ခုလိုပဲ။သူ့တဘာဝသူစီးစင်းနေတာ။အဲ့တော့ positive thinking နဲ့ negative thinking နဲ့အတူတူပဲလို့ပြောရင်ငါ့ကိုတော့ယူနေရတယ်မှာပဲနော်။ဟုတ်တယ်အမှန်အတူတူပဲလေ။ခေါင်းစဉ်နာမည်တက်ထားတာပဲကွာ။အဲ့ဒီတည်းကလူတွေအားလုံးကလေဟိုလူတွေပဲဟုတ်လားမဟုတ်လား။ဒါမဲ့နာမည်တွေကွာလားမကွာဘူးလား။ကွာတယ်။ အဲ့တော့စိတ်ဆိုတဲ့သဘာဝမှာလည်းအဲ့ဒီအတိုင်းပဲစိတ်ညစ်တယ်စိတ်ပြောတယ်ဝမ်းသာတယ်ဝမ်းနဲ့တယ်ငိုချင်တယ်ရီချင်တယ်ခေါင်းစဉ်တွေတတ်တာလေနာမည်တွေကွာအဲ့တော့စိတ်ကိုဘယ်လိုမြင်ရလဲဆိုစိတ်ကိုလေစိတ်စိတ်အတိုင်းထားတဲ့စိတ်စိတ်အတိုင်းထားစိတ်ရဲ့သဘာဝကိုသဘာဝလိုပဲမြင်လိုက်တာအော်စိတ်ညစ်တယ်အော်စိတ်ညစ်နေရပဲစိတ်ညစ်တယ်စိတ်ညစ်တယ်စိတ်ညစ်တယ်အဲ့အမှတ်ပဲဝိပဿနာရေတမတိလသမာဓိပညာဝိပဿနာတွေရောက်ကုန်တော့ပါပဲဆက်ရှင်းဆက်ရှင်းနေတယ်เนาะအဲ့တော့ဟို emotion တွေကိုငါတို့က အတင်းပိတ်တင်တားဆီးဖို့ကြိုးစားတဲ့အခါမှာသူတို့ကလေဟိုစီယိုပေါက်လိုပဲရအောင်တိုးထွက်တတ်တယ်တခြားနီးလန်းနဲ့ပေါက်ပန်း၄၀လေးလှုပ်လှုပ်ပြီးတော့ခါတလေပေါက်ကွဲထွက်သွားတာလည်းဖြစ်နိုင်သိလားအဲ့တော့စိတ်ကိုဘာလို့ရလဲဆိုတော့စိတ်စိတ်အတိုင်းထားဆိုတာမင်းတိနေရပြီစိတ်ရှုပ်တယ်တိနေလားစိတ်ရှုပ်နေရပဲစိတ်မကြည်နေဘူးပဲစိတ်မပျော်နေဘူးပဲအဲ့ဒါအမှတ်ကလေးတွေပဲပြော emotion အရဲ့တယ်လို့ဧည့်တယ်ဒီမင်းတို့စီမှာအကြာကြီးနေပါဆိုတော့မနေမင်းတို့အမြဲတမ်းပျော်နေလား ဲ့လိုပဲအမြဲတမ်းအောင်စိတ်ညစ်နေလားစဉ်းစားကြည့်လေအမြဲတမ်းအောင်ပျော်နေလားအမြဲတမ်းအမြဲတမ်းရှည်နေရမျိုးရှိလားယူနေလို့အဲတကူတော့ဖြစ်နေတယ်နော်အမြဲတမ်းငိုနေလဲအဲ့ဒါပြဿနာပဲနော်အဲ့တော့ emotion လေးတွေကဧည့်သည်နဲ့တူတယ်ဧည့်သည်တို့ရဲ့သဘာဝတည်အဲ့ဝစ်ချင်မြ мян ထွက်သွားတယ်သူတို့သူ့အမင်းတို့အတိမတ်မပြုတ်မချင်းအဲ့ဝစ်မကြေမချင်းသူကမင်းတို့ပြဿနာရှာမှာအဲ့တော့လေအာဝမ်းနေမှုလေးလာငါနဲ့အတူနေမင်းဝမ်းနေနေရလားစစ်တိမ်ပြေးလာအဲ့ဝမ်းနေမှုကခဏလေးနဲ့ပြန်ထွက်သွားတယ်သူ့ accept လုပ်လိုက်လက်ခံလိုက် တိနေလိုက်လွတ်ထုတ်ပေးလိုက်သူ့ဟာသူထွက်သွားလိုက်ပြီဒါကတော့အမ emotion handle လုပ်တဲ့ပုံစံပေါ့နော်စိတ်ညစ်နေတာညစ်နေရကိုကိုကိုပဲထန်ကြည့်နေလဲအော်ငါစိတ်ညစ်နေရပဲညစ်ညစ်ညစ်လွတ်ပေးလိုက်ဒါမှမဲ့လွတ်ပေးလိုက်တယ်ဆိုတာပောက်ရပုံစံနဲ့မဟုတ်စိတ်ညစ်တယ်စိတ်ညစ်တယ်ဆိုတာတိနေတဲ့ sense နဲ့လွတ်ပေးလိုက်တော့အဲ့စိတ်ကလေးကပြင်သွားသူငြိမ်ကြအောင်အပြင်ပြန်ပြီးကောင်းလာတွေ့ရအဲ့အကုန်လုံးသဘာဝပါပဲ